်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DPPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်တရုတ်ကုန်ကားတွေဟာရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်မြန်မာနယ်ဇက်ဂိတ်ချင်းရှိဟော်ကနေလာရှိုမြို့ထိဝင်ရောက်ပြေးဆွဲလာတဲ့အတွက်ကုန်ကားမောင်းသူတွေအခက်တွေ့နေကြရတယ်လို့ရင်ပိုင်ရှင်နဲ့ရင်မောင်းတွေစီကသိရပါဗျ။တရုတ်ကားတွေထိုက်ရိုက်ဝင်ရောက်ပြေးဆွဲလာတဲ့အတွက် ဒေသခံကုန်ကားတွေကိုတပတ်မှနှစ်ခေါက်သာပြေဆွဲရတဲ့အတွက်ကုန်ကားမောင်းသူတွေအလုံးလက်မဲ့ဖြစ်လာတယ်လို့ဆိုပါတယ်။တရုတ်ကုန်ကားတွေကချင်းရွှေဟော်နဲ့ကျင်စန်းကျော့နဲ့ဇက်ဂိတ်တွေကနေတောက်လျှောက်ထွက်နေပြီးတချို့ကုန်ကားတွေဟာမြန်မာကားနံပါတ်ပြပြောင်းကပ်ပြီးမန္တလေးထိဝင်လာတာမျိုးရှိလာတယ်လို့လာရှိုးဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီထိန်းချုပ်နေတဲ့မူဆယ်မြို့ပေါ်ကစင်ဖြူဂိတ် MNDAA ထိ ंछ ုတ်ထားတဲ့ကျင်းစန်းကျော်ဂိတ်နဲ့ချင်းရွှေဟော်ဂိတ်စားတဲ့တရုတ်နယ်စပ်ဂိတ်တွေကနေတရုတ်ကုန်စီတွေမြန်မာဘက်ဝင်နေတာဖြစ်ပါရဲ့ရှင်။ ခရီနီနဲ့ထိုင်းတဲ့ဇက်ကကြေးရွာတစ်ခုမှာအင်တာနက်ဆိုင်ဖွင့်ထားတဲ့ဆိုင်ကိုညပိုင်းအင်တာနက်မပိတ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဆိုက်ရှင်မျိုးသမီးအပါအဝင်လူ၃ယောက်ကိုလက်နက်ကိုင်လူတစုကရိုက်နှက်သွားတယ်လို့ရိုက်နှက်ခံရသူနဲ့နေဆက်သူတွေကပြောပါတယ်။ဂျွန်လ73ရက်ည10:00နာရီကျော်လောက်မှာဆိုင်ထဲကိုလက်နက်ကိုင်ဆောင်ထားသူ6ယောက်9ယောက်လောက်ကဝင်လာပြီးဆိုက်ရှင်အပါအဝင်၃ယောက်ကိုပိုင်းရိုက်လို့ရုံးရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ အရိုက်ခံရသူနှစ်ယောက်ကသွေးထွက်တန်ရုံအထိဖြစ်ပွားခဲ့ပြီးနောက်တစ်ယောက်တော့ဒုံနဲ့အရိုက်ခံလိုက်ရကအရိုက်ခံရသူတွေကကေပေးငွေသွေးငွေထုတ်လုပ်ကင်တာဆက်ပစ္စည်းရောင်းဝယ်တာ Starlink Internet ဆိုင်ဖွင့်ထားတဲ့တာမန်ပြည်သူတွေသာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသရဲအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ Greenie အမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ Greenie ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တို့ကို DPP ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သူတို့မသိသေးဘူးလို့သာဖြစ်ကြခဲ့ပါရဲ့ရှင်။ဘာမာအတ်ကိုအ мян သက်သွင်းနိုင်ရေးအတွက်အမေရိကန်အစိုးရနဲ့လွှတ်တော်တာဝန်ရှိသူတွေကို NUG ပြောင်စုဝန်ကြီးဒေါက်တာဆဆာကတွေ့ဆုံဆွေးနွေးခဲ့ပါရဲ့။ဒီသတင်းကိုသတင်းချမ်းသာပေးပို့ထားပါရဲ့ရှင်။ ဘာမာအက်အမေရိကန်သက်ဝင်လာရေးအတွက်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနတာဝန်ရှိသူတချို့နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာတို့ဂျွန်လာဒုတိယပထမတွေ့ဆုံခဲ့တာပါ။သမရဂျူပိုင်နန်လက်ထက်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် at ubre nda မှာအစိပ်ပိုင်းတရအဖြစ်ပါဝင်တဲ့ဘာမာအက်ဟာဥပဒေအဖြစ်ပြဋ္ဌာန်းထားပြီးဖြစ်ပေမဲ့အမေရိကန်အစိုးရအပြောင်းအလဲဖြစ်စဉ်မှာအကောင့်ထဲပေါ်နိုင်တဲ့အခြေအနေအားနည်းခဲ့တာပါ။အမေရိကန်အစိုးရအနေနဲ့2020 2026ဘာသာနှစ်မှာဒေါ်လာ121တန်းကိုမြန်မာနိုင်ငံအတွက်အကူအညီပေးနိုင်ဖို့ဒီအလှတော်ကတာဝန်ရှိတဲ့ကောက်ဆောင်တဲ့အနေနဲ့လက်မှတ်ထိုးမှာဘာနိုင်ကော်မတီကိုပို့ခဲ့တယ်။သူတို့အဲ့ဒီစာကိုရေးတဲ့လွှတ်တော်ကတာဝန်ရှိတဲ့လူကြီးတွေနဲ့ကျွန်တော်မင်းကြီးတွေ့ခဲ့တယ်။သူတို့အနေနဲ့လည်းနောက်ထပ်အခုနောက်ဘာမိုင်ဥပဒေနဲ့ပတ်သက်ပြီးတော့လည်းထပ်ပြီးတော့သူတို့စာရေးဖို့ရှိပါတယ်။ဆိုတော့တကံလေကြရတော့အစိုးရကလုပ်တဲ့ဥစ္စာကိုလွှတ်တော်ဖက်ကဒါကိုလုပ်ရမယ်ဆိုတဲ့ဥစ္စာတွေမဟာဗျူဟာတွေ strategy တွေ policy တွေကိုလည်း လွှတ်တော်ဖက်ကနေပြီးမှအစိုးရဖက်ကိုပေးလေးစီတဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်အစိုးရဖက်နဲ့လွှတ်တော်ဖက်ဆိုရင်မှကျွန်တော် balance နဲ့ထားရမှချစ်ဆက်နေပါတယ်ပေါ့နော် အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်ရာထူးနေရာလွှဲပြောင်းရယူပြီးနောက်ပြည်တွင်းရေးကိုဦးစားပေးဆောင်ရွက်တဲ့သူရဲမူဝါဒကြောင့်မြန်မာရေးအပါဝင်နိုင်ငံတကာရေးရကိစ္စရဲ့တော်တော်များများဟာလုပ်ငန်းလဲပတ်မှုနှောင့်နှေးခဲ့တာပါဒီအခြေအနေတွေမှာမြန်မာနိုင်ငံမှာရေးပေါ်ကူညီလိုအပ်နေသူတွေကိုပံ့ပိုးနိုင်မှုဥရောပနိုင်ငံတွေဘက်ကတိုးမြှင့်ချိတ်ဆက်နိုင်မှုကြိုးစားနေတယ်လို့ဒေါက်တာဆူဆာကပြောပါတယ်နိုင်ငံတကာမှာစစ်ဆန်ရေးကိုတည်ဆောက်တဲ့အခါအယူကြီးကအရာကိုယူကြည့်တယ်ဒီလိုယူကြည့်မှုကိုတည်ဆောက်တဲ့အခါမှာ မြို့စိတ်တွေကျရတယ်ပြည်သူလူထုအနေနဲ့လည်းဒါကိုတော့နားလည်ပေးစေချင်တယ်ဒီနိုင်ငံတကာလောကမှာကျွန်တော်တို့မြို့စိတ်ချက်နေတဲ့ဥစ္စာတော်တော်များများကတော့တနေ့ကျရတော့အတိဖွေးတွေကဖွလာကြမှာပါခုဆိုရင်ခုနကျွန်တော်ပြောသလို Worcester DC နဲ့ London နဲ့ No Brussels နဲ့ No No Paris နဲ့ Germany ပေါ့ Berlin တို့မှာလည်းကျွန်တော်တွားခဲ့တယ်ဒါဒီအလုပ်ကဒီလွှတ်တော်အမတွေကမြန်မာပြည်မှာရှိတယ်လေတင်းချီမှတိမယ် မြန်မာနိုင်ငံမီပူပမာရှိတယ်လဲမီချီမှမီလိမ့်မယ်ဒါကိုသူတို့ကိုကျွန်တော်မချိတ်ဆက်ဘူးဆိုတော့ဘယ်လိုသူတို့သိနိုင်မလဲမသိနိုင်ဘူးသူတို့စပွဲပေါ်မှာအမေရိကန် domestic issue တွေလည်းအများကြီးရှိတော့နိုင်ငံတကာ issue တွေဟာလည်းအခုဆိုတော့ Israel ရဲ့ Iran ရဲ့ပေါ့နော် Russia နဲ့ Ukraine ရဲ့ Israel နဲ့ Gaza ရဲ့တော့ဒါ issue တွေရှားကြီးမာတယ်ဒီ data မှာဆိုရင်ဥမာ LA မှာမဖြစ်နေတယ်လဲပေါ့နော်ဒါဒီအလုံးဟာလည်း issue ကများတဲ့အခါကျတော့မြန်မာနိုင်ငံအရေးကိုသူတို့ စိတ်ထဲမှာတွားထက်နိုင်ဖို့ဆိုတာကကျွန်တော်တို့ဖက်ကအရာကိုအားဆိုင်ရတယ်2025ခုနှစ်အတွက်အမေရိကန်အစိုးရအသုံးစီထံမှမြန်မာရေအတွက်ဒေါ်လာ123အနည်းဆုံးပတ်မှုကူညီဖို့တတ်မှတ်ခဲ့တာပါ 2026မှာဒီပမာဏတိုင်းဆက်ရဖို့အမေရိကန်ရောက်နိုင်ငံကြီးတက်ကြွလို့ရှာသူတွေနဲ့မြို့သားညီညွတ်ရေးအစိုးရတို့ကလွတ်တော်ကနေတဆင့်တိုက်တွန်းတောင်းဆိုနိုင်မှုကြိုးစားနေတာဖြစ်ပါတယ်။ NDA ပါဖော်ပြချက်တွေအရအမေရိကန်နိုင်ငံကဒေါ်လာရင်းလက်နက်ကင်တွေနဲ့တိုင်းသားလက်နက်ကင်ဖွဲ့တွေကိုလက်နက်မဟုတ်တဲ့နည်းပညာအကူအညီတွေအပါအဝင်အစီအစဉ်ခုနှစ်ခုပေးအပ်ဖို့ပြင်ဆင်ထားတာတွေ့ရပါတယ်။ကျွန်တော် သုတချမ်းသာပါ။ ဂျွန်လ15ရက်နေ့ကနေ18ရက်ထိကနေဒါနိုင်ငံမှာကျင်းပနေတဲ့ကမ္ဘာကောင်းဆောင်တွေတက်ရောက်တဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှာ အစ္စရေအီရန်ပြည်ပခအရေးကအထူးလွှမ်းမိုးနေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ကနေဒါနိုင်ငံအကြားအခြေအတင်ထပ်ဖြစ်လာမလားဆိုတာကလည်းစောင့်ကြည့်စရာကိစ္စဖြစ်နေပါတယ်။ကနေဒါဝန်ကြီးချုပ်မက်ကာနီကတော့သူ့ဦးစားပေးအချက်တွေဟာငင်းကြေးရေးနဲ့အလုံးချုပ်ရေးအကောင်ဖို့အရေးပါတဲ့တတ်တုတယံဇာတာဂွင်းဆက်တိဆောက်ရေးနဲ့အလောက်ကိုင်ဖန်တီးရေးပဲလို့ပြောထားပါတယ်။ဒါပေမဲ့အမေရိကန်စီတက်ခွန်အရှိအလေပိုင်းပြည်ပခနဲ့ယူကရိန်းအရေးတွေလည်းအခြေအလက်ဆွေးနွေးဖို့ရှိနေပါ ားတယ်။တင်းမာမှုလျှော့ချရေးအီရန်ကို တောင်းဆိုတဲ့ဗူရဲကြေညာချက်တစ်စောင်လည်းထုတ်ပြန်မှုအစီအစဉ်ထားပါတယ်။ဂျာမန်အဓိပတိဖရိုက်ဒရစ်မတ်စ်ကတော့ဒီစနေဝဲအတွက် သူ့ရည်ရွယ်ချက်ကတော့အီရန်ကနျူကလ িয়ার လက်နက်မထုတ်ဖို့မပိုင်ဆိုင်ဖို့အစ္စရေးရဲ့ကိုကိုကိုကာကွယ်ခွင့်သေးချစေဖို့နဲ့ပြပခအရှိန်မြင့်လာမှုကနေရှောင်လွှဲဖို့နဲ့တတ်တမရေးအခန်းကဏ္ဍဖန်တီးဖို့ဖြစ်တယ်လို့ပြောထားပါတယ်။ 2014တုန်းကရုရှားကို ပြန်ဖယ်ထုတ်ခဲ့ပြီးမှ G8 ကနေ G7 ပြန်ဖြစ်လာတဲ့ကမ္ဘာစစ်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ဒီနှစ်ထိပ်သီးဆွေးနွေးပွဲကိုတောင်ပေါ်အပန်းဖြေစခန်းကာနနာစကစ်မှာကျင်းပနေတာဖြစ်ပါတယ်ရှင်။ဒီဗီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆန်ပါရှင်